တင်ဆက်ပေးမယ့်သတင်းကတော့ပါကစ္စတန်ကအိန္ဒိယတိုက်ခိုက်ကအိန္ဒိယတိုက်လေယာဉ်၅စီးပစ်ချခံရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံရဲ့နေရာတရှိကိုအိန္ဒိယဘက်ကဒုံးဒီနဲ့တိုက်ခိုက်ခဲ့တဲ့အပြင်လေကြောင်းကတိုက်ခိုက်မှုတွေကိုပါလုံဆောင်ခဲ့ပြီးပါကစ္စတန်ဘက်ကလည်းအိန္ဒိယလက်တပ်ကတိုက်လေယာဉ်၅စီးကိုပစ်ချနိုင်ခဲ့လို့သိရပါဗျ။ ဆက်ဆက်ရတဲ့မမူရင်းမြတ်နေတဲ့အပြင်ငယ်ဆက်မြင်တချောင်းမှာပြီးခဲ့တဲ့ရက်ပိုင်းတွေတွေအပြန်လည်ပြက်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားမှာတိမာတိုက်ခိုက်မှုတွေစတဲ့ဖြစ်ပွားခဲ့တာဖြစ်ပါတယ်အိန္ဒိယစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကပါကစ္စတန်ထက်ရှုပ်ခွင့်ရထားတဲ့ကက်ရှမီးယားဒေသကအကြမ်းဖက်သမားတွေခူအောင်းနေတဲ့နေရာတွေကိုတိုက်ခတ်ခဲ့တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွေကကက်ရှမီးယားဒေသမှာရှိတဲ့ပြည်မှတ်တွေနဲ့မကပဲပတ်ချက်ပြည်နယ်တွေကနေရာတချို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ လေယာဉ်နှခိုင်မှုစတဲ့မိနာမှာနေဆက်မြေတရှောက်ကနှစ်ဖက်တပ်တွေဟာလက်နက်ငယ်တွေတနာမကလက်နက်ကြီးတွေနဲ့ပါအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့လို့သိရပါတယ်ဒီသတင်းကိုတော့ညင်းကြောင်ဝါပေးပို့လာပါပါ